ကလောမျိုး၌ရှမ်းပြည်နယ်စာကြည့်ရိုက်များဖွင့်ပြထုတ်တဲ့ရင်းနှင့်စာဘက်ရှင်မြင့်တင်ရေးပွဲတော်စုကြည်မြင့်ခြင်းခန္ဓာကျင်းပတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကျောင်းသားကျောင်းသူများစာအုပ်စာပေများနှင့်ယင်းဤကျွမ်းဝင်မှုရှိစေရန်စာဘက်သည့်အလေးကျင့်ကောင်းမြတ်ရရှိစေရန်နှင့်စာကြည့်ရိုက်ယဉ်ကျေးမှုထွန်းကားလာစေရန်ရည်ရွယ်၍ရှမ်းပြည်နယ်စာကြည့်ရိုက်များဖွင့်ပြထုတ်တဲ့ရင်းနှင့်စာဘက်ရှင်မြင့်တင်ရေးပွဲတော်နှင့်စုကြည်မြင့်ခြင်းခန္ဓာကိုယနေ့မွန်လွဲ၂နာရီက လောမျိုးအမတ်တခြေခံပညာထက်တန်းကြောင်တေဇခမ်းမ၌ကျင်ပါခဲ့ပါတယ်။ဥစွာပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရန်ပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှုဥစိုးညွန့်ရွှေကအဖွဲ့မှစကားပြောကြားပြီးနောက်စာဘက်ရှိန်မြင့်တင်ရေးပွဲတော်စာပေဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သည့်စာပေပညာရှင်များနှင့်ညာနာပြိုင်ပွဲများတွင်အကဲဖြတ်တိုင်းဖြင့်ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်စာရေးဆရာများနှင့်ဆရာဆရာမများအား အမတ်တရဂုံပြူလက်ဆောင်များပေးအပ်ခဲ့ပါတယ်။ယင်းနောက်စာဘက်ချိန်မြင့်တင်ရေးပွဲတော်ညာနာပြိုင်ပွဲများတွင်ဆူရရှိသည့်ကျောင်းသားကျောင်းသူများတာဝန်ရှိသူများကဆူများတီတီပေးအပ်ကြီးမြင့်ခဲ့ပြီးနောက်ဆူရကျောင်းသားကျောင်းသူများကပြန်လည်တရုတ်ပြတင်ဆက်ခဲ့ကြပါတယ်။ဆက်လက်၍ထာဝရသစ္စာတခြင်းဖြင့်၎င်းမုံရွှေရီတခြင်းဖြင့်၎င်းပညာပန်၌စာကြည့်တိုက်တို့သွားကြဆုတခြင်းဖြင့်၎င်း တီးဆူဖျော်ဖြေတင်ဆက်ခဲ့ကြသည့်အမတ်တဲအခြေခံပညာတက်တန်းကြောင်းမှကျောင်းသူလေးများကလောမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအကွတ်တာဦးစိုးသိန်းကဂုံပြုစုငွေများပေးအပ်ကြီးမြင့်ခဲ့ပါရယ်အဆိုပါခန္ဓာသူပြည်내ခရိုင်နှင့်မြို့နယ်ဆင့်ဌာနဆိုင်ရာများရှမ်းပြည်နယ်စာကြည့်ရိုက်များဖောင်ဒေးရှင်းနာယကနှင့်အဖွဲ့ဝင်များတောင်ကြီးနှင့်ကလောမြို့နယ်မှစာရေးဆရာသင်းဝင်များဆရာဆရာမများကျောင်းသားကျောင်းသူများ စီကားတိုက်မြိုက်စွာတက်ရောက်ခဲ့ကြကြောင်းသိရှိရပါတယ်ခင်ဗျာ